အမေရိကန်အနေနဲ့မြန်မာနိုင်ငံအပေါ်ပိတ်ပင်ထားတဲ့လက်နက်တင်သွင်းမှုကိုရုပ်သိမ်းဖို့မစင်စားသေးဘူးလို့ပြောဆိုလိုက်ပါတယ်ခွန်ဘတာတင်ဆက်ထားပါတယ်ရှင်မြန်မာနိုင်ငံအပေါ်အမေရိကန်ကပိတ်ဆို့ကန့်တတ်ထားတဲ့လက်နက်တင်သွင်းမှုကိစ္စဟာအမေရိကန်အနေနဲ့ရုတ်သိမ်းဖို့မစင်စားသေးဘူးလို့အမေရိကန်နိုင်ငံကြားရေးဌာနပြောခွင့်ရသူ Mrs. Jin Saki ကဖေဖော်ဝါရီလ25ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ် Just to be very clear here the United States is not considering lifting the arms embargo on Burma Uh, there's no discussion, formal or informal, within the United States government to lift our arms sanctions, uh, sanctions on Burma. အမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံပေါ်လှည့်နှက်တိမ်သွင်းမှုကိစ္စရုပ်သိမ်းဖို့ထင်မြင်ချက်မပေးသေးပါဘူးအမေရိကန်အစိုးရအထက်မှလည်းရုပ်သိမ်းဖို့တရားဝင်ဒါမှမဟုတ်တရားမဝင်ဆွေးနွေးတာတွေမရှိပါဘူးပြီးတော့မြန်မာတပ်မတော်နဲ့ဆက်ဆဆွေးနွေးဖို့အတိုင်းအတာတစ်ခုအထိအမေရိကန်အနေနဲ့ချင့်ချင်ထားပါတယ်ပြည်သူတွေအပေါ်စစ်တပ်ရဲ့လွှမ်းမိုးမှုကိစ္စတွေတပ်ပိုင်းဆိုင်ရာဥပဒေနဲ့လူအခွင့်အရေးကိစ္စတွေလည်းရှိပါသေးတယ်ဒါကြောင့်အစိုးရတွေအကြားဆွေးနွေးတာတွေမလုပ်တာလို့ အမေရိကန်နိုင်ငံသားရေးပြောခွင့်ရသူ Mrs. Jin Saki ကပြောပါတယ်။ဒါအပြင်မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ထားတဲ့ကန္တအချို့ကိုရုတ်သိမ်းတာတော့ရှိပါတယ်။ဒါပေမဲ့ဘာတွေပါတယ်လဲဆိုတာကတော့အပြည့်အစုံကိုပြန်စစ်ဖို့လိုမယ်။ပိတ်ဆို့ထားတဲ့လက်နက်တင်သွင်းမှုကိစ္စကိုတော့ဆွေးနွေးမှုတောင်မရှိသေးတဲ့အတွက်ဘယ်အချက်တွေကြောင့်ရုတ်သိမ်းနိုင်မလဲဆိုတာကတော့မပြောနိုင်ဘူးလို့လည်းသတင်းထောက်တွေကပြောပါတယ်။ ဗီယက်နမ်နိုင်ငံဆိုင်ရာအမေရိကန်တန်အမကြီးမစ္စတာဒေးဗစ်ရှဲကတော့မြန်မာတပ်မတော်အပေါ်အမေရိကန်စစ်ဌာနချုပ်အနေနဲ့ဆက်လက်ကန့်သတ်မှုတွေထားသိမ့်တဲ့အကြောင်းမြန်မာတပ်မတော်ရဲ့လူအခွင့်အရေးအာဏာချက်တွေကြောင့်နဲ့စစ်တပ်ရဲ့စီးပွားရေးနိုင်ငံရေးလက်ဝါးကြီးအုပ်ကိစ္စတွေကိုလည်းရှင်းရှင်းလင်းလင်းမြင်ဖို့လိုတဲ့အကြောင်းလဲပြောပါတယ်ကျွန်တော်ခွန်ပါတာပါ